ိုချစ်တို့လိုမင်းသားကြီးမဟုတ်တဲ့အတွက်ခြေထောက်နဲ့ကံကဆုချခံခဲ့ရတဲ့တသစ္စာမင်းသားအောင်စမှုပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်အမှုပညာလောကဆိုတာရှုပ်ထွေးကအစင်တန်းခွဲခြားတာတွေများတယ်လို့လူတွေကြားမှာပြောစမှတ်တွင်ပါဆက်ဆက်အမှုပညာလောကတွေကဖြစ်တဲ့ဇက်သပင်လောကဆိုတာကလည်းလူတွေကြားမှာနှိမ့်ချတခုလိုတော့မြင်ခံရတာပါမိသားကြီးတွေကလည်းလူရှင်တော်တွေအငိတ်မင်းသမီးတွေကိုဆိုလဲရိုင်းစိုင်းစွာပြောဆိုကြပါ යි လက်တလုံးမှာလည်းဆိုရှယ်မီဒီယာမှာတက်လာတဲ့ဗီဒီယိုတခုကြောင့် အားလုံးကတနာနေကြတာဖြစ်ပါတယ်။အဆိုပါဗီဒီယိုကတော့အောင်စမိုးရဲ့ဇက်ပွဲတစ်ခုဖြစ်ပါတယ်။အောင်စမိုးကလက်တလုံးမှာပရိသတ်တွေကြားရေပန်းစားလာတဲ့ဇက်မင်းသားတူဖြစ်ပါတယ်။ဇက်တပင်လောကမှာရှိလာခဲ့တာကြာပြီဆိုပေမယ့်ခုမသာဇက်ထောင်ကစကားလာဖြစ်ပါတယ်။အောင်စမိုးရဲ့ဇက်တပင်ကနယ်ရီမှာတညပြီးတညလိုက်ကနေရပါပြီးခဲ့တဲ့ညမှာတော့အောင်စမိုးကဇက်ကနီယာကိုအမျိုးသားတအူးကဆုတက်ချပါတယ်။အောင်စမိုးတို့ကပြောဆိုကဇက်ကနီချိန်မှာ သူကဘီနာကနေငွေသောင်းတန်ကို အထက်လိုက်ကင်ကာတက်လာခဲ့တာပါတက်လာပြီးလူရှင်တော်တယောက်စီကိုခြေထောက်နဲ့ကန်ကာပတ်စံတရွက်စီပေးပါ යි တချို့ကလည်းမတော်တဆလို့ထင်ထားပေမဲ့တကယ်တမ်းမှာတော့မတော်တဆမဟုတ်ပဲတကယ်ပြီးချင်လို့ကိုပေးတာဖြစ်ပါ යි လူရှင်တော်မို့ဒီလိုလုပ်တယ်လို့ထင်နေရကနေမင်းသားဖြစ်တဲ့အောင်စမိုးကိုပါခုလိုလုပ်ခဲ့ရပါအောင်စမိုးခြေထောက်နဲ့ကန်ပြီးခေါ်ကငွေစုချဖို့လုပ်ခဲ့ရပါ ခြေရောက်တဲ့အကန်ခံလိုက်ရတဲ့အတွက်အောင်စမူကလည်းလန့်သွားသလိုစုကိုလည်းမယူဖို့လှုပ်လိုက်ပါဒါကိုအမျိုးသားကအောင်စမူကိုလှမ်းဖက်လိုက်ကစုချပြန်ပါသူ့အနေနဲ့ခြေရောက်တဲ့ကန္နာကရည်ရွယ်ချက်ရှိရှိလှုပ်ခဲ့တာဖြစ်သလိုပြီးမှပြန်တောင်းပန်တဲ့သဘောမျိုးဖြစ်ပါစုချတဲ့အမျိုးသားကမတ်တပ်ထားတာလည်းဖြစ်ပါဒါကြောင့်မို့ရုပ်ကိုလည်းတိကျမမြင်ရပါဘူးသူအနေနဲ့ခုလိုကံမယ်လို့ရည်ရွယ်ထားလို့မတ်တပ်ထားတာဖြစ်ပါ යි အဆိုပါဖြစ်ပြလေးကိုဆင်ယောက်ကပြိသက်တွေကဗီဒီယိုရိုက်ထားမိကြပါ යි ဒါအပြင်တစ်တော့မှလည်းတင်ကြတာမို့လူအများကြပြန့်နှံ့လာကြရပါဇမင်းသားတဦးကိုခုလိုလုပ်တဲ့အပေါ်မှာသဘောမကျကြသူတွေများပါ යි အထူးသဖြင့်အောင်စမူရဲ့အမာခံပြိသက်တွေကတော့ဘလူမကိုလက်မခံနိုင်ကြပါဘူးအောင်စမူကမင်းသားငယ်လေးဖြစ်တာမို့ခုလိုလုပ်တာလားလို့မိကွန်းထုံနေကြတာပါတကယ်လို့ဖိုးချစ်တို့သာဆိုရင် ခုလိုလုပ်ရဲမှာမဟုတ်ဘူးဆိုပြီးအောင်စမူတနာနေကြတာပါ အောင်စမွားကိုပိုင်ဇက်ထောင်ပြီးချိန်မှာအောင်မြင်လာတဲ့အပေါ်မနာလိုသူတွေလည်းများပါတယ်။တချို့ဆိုရင်သူ့ကိုမိမနဲ့တူတယ်လို့လည်းပြောဆိုကြတာပါ။အောင်စမွားသူ့ဇက်ကိုဘသူနဲ့မှမတူအောင်လုပ်လို့သာအောင်မြင်လာခဲ့တာဖြစ်ပါတယ်။လူငယ်လေးဖြစ်တာမို့အောင်စမွားဇက်ကိုခစ်ပေါ်အစီအစဉ်တွေကိုပါထည့်သွင်းထားတာပါ။သူ့ဇက်ထဲမှာဆိုလူရှင်တော်ကိုလည်းအလေးပေးဆက်ဆံပါတယ်။လူရှင်တော်ကိုဆိုရင်လည်းအကရိကာခိုင်းကမြင့်တင်ပေးရပါ။ဒါကြောင့်မို့အောင်စမွားဇက်ကိုသွားကြည့်ရရင် မင်းသားတယောက်တည်းတည်းမဟုတ်ပဲလူရှင်တော်ကိုပါကြိုက်ကြရတာရှိပါတယ်။ဒါကြောင့်မို့လဲလူရှင်တော်နဲ့မင်းသားကိုပါစော်ကားရဲ့အပေါ်မှာလူတွေအတွက်တော့ပြောစရာဖြစ်နေရပါ။ခုလိုလောက်ခံရတဲ့အပေါ်အနုပညာလောကတွေကတောင်းဝီလို့ဆိုလဲဒါကလုံးဝမဖြစ်သင့်ဘူးလို့ပြောဆိုနေကြတာပါ။အောက်စမုတ်တင်မကပဲဇက်တပင်လောကကိုပါထိပါသလိုဖြစ်တာမို့ဟိုချစ်တို့လိုဇက်တပင်ဥက္ခရအနေနဲ့အရေးယူပေးတဲ့ကြောင်းအကြံပေးနေကြတာပါ။ဟိုချစ်တို့ဘက်ကနေတော့ဘာမှထုတ်ပြန်ပြောဆိုလာခြင်းမရှိသေးပါဘူး။ပရိသတ်ကြီးတို့အနေနဲ့ရော အောင်စမှုအပေါ်ခုလိုဆက်ဆံတာကိုဘယ်လိုမြင်လဲဆိုတာပြောပြပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်